တကယ်တော့ရီယယ်မက်ဒရစ်ကိုဖျက်ဆီးနေတာအမ်ဘာပေပါကလင်အမ်ဘာပေရဲ့ဘောလုံးကစားတဲ့ပုံစံဟာရီယယ်မက်ဒရစ်အသင်းကိုကန့်သက်ချုပ်ချယ်နေပြီးတော့အသင်းကိုထိခိုက်စေတယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်ရီယယ်မက်ဒရစ်ရဲ့ကစားဟန်ဟာကမ္ဘာပေါ်မှာအမြန်ဆုံးအားကောင်းဆုံးတင်းမာမှုရှိဆုံးကစားဟန်ဖြစ်ပြီးတော့ကွင်းလယ်ဇုန်ထဲထိဆင်းကစားတာမျိုးဖြစ်ပါတယ်အမ်ဘာပေကကွင်းလယ်ဇုန်ထဲဆင်းလာတဲ့အခါဂျူပင်လန်ရဲ့နေရာကိုပိတ်ဆို့သွားစေပြီးတော့သူကဘောလုံးကိုလက်ခံရရှိပြီးတဲ့နောက်ပြေးလွှမ်းမှုမလုပ်ဖိနဲ့နှစ်ပေစာဘေးတိုက်ပေးဖို့မှုများတာပြုလုပ်လို့ရှိတဲ့ပါတယ် တခုရှိတာကရီယယ်မက်ဒစ်လိုထိတ်တဲ့အသင်းတိုင်းဟာကန်စစ်စီးကိုဖြိုခွဲဖို့လိုအပ်ပါတယ်။ဒါပေမဲ့အသင်းရဲ့နံပါတ်6တိုက်စင်မှုကအလွန်နဲ့ရှိုင်းတဲ့နေရာအထိစင်ကစားပြီးအခြားကစားမတွေကိုပေးကစားဖို့မကြိုးစားဘူးဆိုရင်ပြင်းနေတဲ့ကစားမတွေကိုမကြည့်ရင်စင်စမ်းမပြတ်ဖန်တီးနိုင်စွာမပေးနိုင်ရင်ဘာလို့ရတော့မလဲလို့ဝေဖန်သူတွေကမေးခွန်းထုတ်နေကြပါတယ်။နောက်ကိုပြရမယ့်ထင်ရှားတဲ့တံမြက်တိုက်စစ်ချင်းတွေကလွဲပြီးတော့အမ်ဘာပေကကွင်းထဲမှာကစားခွက်ရပြေးခြင်းမရှိပါဘူး။ဒါကကွင်းလဲနေရာတွေကိုပိတ်ဆို့စေပြီးတော့ရီယယ်မက်ဒရစ်ရဲ့ကွင်းလဲဒိုင်နမစ်ကိုပျက်စီးစေပါတယ်။ အရင်ကာလတွေကာရင်ပန်စီမှာကစားခဲ့စဉ်ကသူကဘောလုံးကိုဘယ်လိုပြီးပိုးရမေဘယ်လိုစင်းကစားရမေအခြားသူတွေအတွက်နေရာဘယ်လိုဖန်တီးပေးရမေဆိုတာကိုသိတဲ့အတွက်တိုက်စစ်ကိုအရှိန်ဟုန်နဲ့ပေးပို့မှုတွေရှိစေကြတယ်လို့နိုင်ရှင်နေကြပါတယ်တကယ်ဆိုရင် MVP ရဲ့အဓိကအားသာချက်ဖြစ်တဲ့အရှိန်အဟုန်နဲ့လင်းမြန်မှုကိုအသုံးချပြီးတော့ပြည်ပြန်နောက်ခံလူတွေရဲ့နောက်ဖက်နေရာလူတွေတွေကိုပြေလွှာခြင်းပုံမပြုတ်တင်ပါလိ။ MVP ကတရားစီမှာဂိုးတွေဖန်တီးမှုတွေဘလောက်ပဲသွင်းယူဖန်တီးထားပါစေအရေးမကြီးဘူးလို့ဝေဖန်သူတွေကအခိုင်အမာထောက်ပြနေကြပါလိ သူတို့ကအမ်ဘာပေကိုဘတ်စကတ်ဘော၅ယောက်ချင်းကစားရမှာဘောလုံးကိုကိုယ်တိုင်ပဲအမြဲပြစ်ပြီးတော့အမှတ်40ရနေတဲ့ကိုကျိုးရှာကစားမတူဦးလို့ဖြစ်နေတယ်လို့ဥပမာပေးထားပါတယ်။ဒီလိုကစားတဲ့အခါသူ့ရဲ့စီရင်စရာတွေကအမကန်းဖြစ်နေပြီးမြေအတင်းပေါ်ရစီဘောလုံးမပြေးတဲ့အတွက်ခန်းစစ်ကသူ့တယောက်တည်းဟူသာပိတ်ပြီးတော့အတင်းကတော့ရှုံးနေနေရတာဖြစ်ပါတယ်။ဒီပုံစံရရုပ်ပိုင်းဆိုင်ရာနဲ့ကင်းကနဲနေကိုပဲကြည့်မယ်ဆိုရင်အမ်ဘာပေဟာ ကဘာအကောင်းဆုံးကစားမဖြစ်နေတဲ့အတွက်သူ့ကိုဘယ်လိုညင်းပင်မလဲဒီပြဇာပီလွန်ဆိုးအနေနဲ့ဘယ်လိုမျိုးအခြားနည်းစနစ်တွေကိုပြောင်းလဲပြောပြနိုင်မလဲဆိုတာကတော့အလွန်ဆိုးအတွက်စိန်ခေါ်မှုတည်ရပါပြီဒီပြဿနာကရီယဲတို့မက်ဒရစ်ချန်ပီယံလိမှာတခြားသင်းကြီးတွေနဲ့ကစားတဲ့အခါမှာအားနည်းမှုကိုတည်တာစီမှာဖြစ်ပြီးတော့သင်္ကိုပြဿနာတွေကိုဖြေရှင်းပေးမယ့်အဓိကကစားမှာဘောလုံးထိတွေ့များတဲ့ကစားမတစ်ယောက်လည်းဖြစ်တဲ့အမ်ဘပေအနေနဲ့ကစားကွက်ပုံဖော်မှုအတွက်ပြေးလွှားခြင်းမလုပ်ပေးနိုင်ဘူးဆိုတာကတော့အတိတ်ပဲသိမရှိလာပါဘူး